မင်္ဂလာပါခင်ဗျာဆရာမြတ်ငိမ့်ဘာသာပြန်တဲ့ဖေအေနှူးတင်ပေးတဲ့စင်ရည်နီချမ်းသာနီစာအုပ်ကိုတင်ဆက်ပေးလိုက်ပါတယ်အခန်း1ချမ်းသာတဲ့ဖေဖေနဲ့နွမ်းရှာတဲ့ဖေဖေရောဘတ်ကီယိုစာကီဤပြန်လဲပြောပြချက်ကျွန်တော်မှာအဖေနှစ်ယောက်ရှိတယ်တယောက်ကချမ်းသာသူ နောက်တယောက်က နွမ်းပါသူတယောက်ကတော်တော်ကြီးပညာတတ်ပြီးဉာဏ်ရည်ထက်မြက်သူဖြစ်၏သူက PhD ဘွဲ့ရထားသူလေးနှစ်ကြာတက်ရမည်ဘွဲ့ကြိုတင်တန်းများကိုနှစ်နှစ်မပြည့်ပဲအပြတ်ဖြတ်ခဲ့သူ ထို့နောက်စတန်ဖို့ဒ်တက်သူချီကာဂိုတက်သူအနောက်မြောက်ပိုင်းတက်သူများတို့တွားပြီးအဆင့်မြင့်ပညာတွေဆက်လက်စီပူသည် ၎င်းတက်သူအားလုံးတို့တက်နိုင်အောင်ပညာသင်စရိတ်ထောက်ပံ့ခြင်းရသည် အခြားအဖေတယောက်ကတော့ရှစ်တန်းမင်မအောင်ခဲ့နှစ်ဦးစလုံးမင်သူတို့ဘဝတလျှောက်အလုတ်ကြိုးစားသည်ဝမ်းကြောင်းလုပ်ငန်းတွေမှအောင်မြင်ကြသည်ဝင်ငွေတွေလည်းလောက်လောက်လားလားရကြသည်တို့တိုင်တယောက်ကတစ်သက်လုံးငွေရေးချေးရေးအရလုံးလေလိုက်နေ၏ တခြားတယောက်ကတော့ဟာဝိုင်ယီမှာအချမ်းသာဆုံးစည်ရင်းဝင်သွားသည်သူတို့ကွယ်လွန်ငြိမ်တွင်တဦးကသူ့မိသားစုအတွက်တန်းပေါင်းဆယ်ချီသောဒေါ်လာတွေအမွေထားခဲ့၏လူမှုရေးဆိုင်ရာနှင့်ဘာသာရေးဆိုင်ရာ အလှငွေတွေထားရခဲ့၏နောက်တဦးကတော့ကြံရည်သူတွေပေးဆက်ဖို့အကြွေးတွေထားရခဲ့၏ဖအေကြီးနှစ်ဦးစလုံးပင် စိတ်ဓာတ်ကြန့်ခိုင်သည်အရှိန်အဝါကြီးသည်ဩဇာလွှမ်းနိုင်စွမ်းရှိသည် နှစ်ဦးစလုံးကကျွန်တော်အာသွန်တင်ညသည်ဆုံးမကြသည်သို့တော်သူတို့ဤသွန်တင်ဆုံးမချက်တွေကတဦးနှင့်တဦးမတူသူတို့နှစ်ဦးစလုံးပညာတတ်ဖို့ကိုခိုင်ခိုင်မာမာယုံကြည်လက်ခံသည်ဒို့ပေမဲ့သူတို့အကြံပေးထောက်ခံသည်ပညာရက်ချင်းတော့မတူညီကျွန်တော်မှာအဖေတဦးဒီရှိလျင်သူ့သွန်တင်ညက်ကိုလက်ခံခြင်းလက်ခံသို့မဟုတ်ပြစ်ပယ်ယုံပဲရှိသည် ခုအကြံပေးလမ်းညွန်နေသည့်အဖေကနှစ်ဦးဖြစ်နေတော့ကျွန်တော်မှာအတွေ့အမြင်တွေရှုထောင့်တွေကို နိုင်ရှင်ချိန်ထိုးရွေးချယ်ခွင့်ရနေသည်လူချမ်းသာကြီးဤအယူအဆများနှင့်လူနွမ်းပါကြီးဤအယူအဆများတမန်ဆိုလင်တော့တူဤအဆုံးအမကိုလက်ခံသင့်ပြီးကြံတူဤအဆုံးအမကို ပြစ်ပယ်လိုက်ယုံပင်သို့တော်ထို့သောပြုလုံမိအစားကျွန်တော်ကသူတို့၏အယူဆများကို နိုင်ရှင်ကြည်မိ၏ချိန်ထိုးကြည်မိ၏ပို၍ပို၍စဉ်စားဆင်ញင်မိ၏ပြီးတော့ကိုယ့်ဘာသာကိုရွေးချယ်နေမိ၏ပြဒနာမှာချမ်းသာတဲ့ဖေဖေကမချမ်းသာသေးခြင်းနှင့်နွမ်းရှာတဲ့ဖေဖေကမနွမ်းပါသေးခြင်းပင် သူတို့နှစ်ဦးစလုံးဒီဝမ်းကြောင်းလုပ်ငန်းများအစပြိုးစပဲရှိသေးသည်နှစ်ဦးစလုံးပင်ငွေရေးကြေးရေး ်မိသားစုအရေးနှင့်လုံးချလည်နေသည်တို့ပေမဲ့ငွေကြေးနှင့်ပတ်သက်သောသူတို့၏အမြင်များကတော့တွင်တွင်ချားနာသည်ပမာဆိုရလျင်ငွေမက်တာဟာမကောင်းမှုအလုံးရဲ့အစပဲဟုတဦးကပြောပြီးကြံတဦးကငွေမရှိတာဟာမကောင်းမှုအလုံးရဲ့အစပဲဟုအခြားတဦးက ပြောခြင်းမျိုးစိတ်ဓာတ်ကြန့်ခိုင်ပြီးဩဇာကြီးသောဖခင်နှစ်ဦးရှိနေခြင်းသည်လူငယ်တယောက်အတွက်တော်တော်လေးခက်ပါသည်ကျွန်တော်ကမိဘစကားနာခံသည့်တားလိန်မှာဖြစ်ခြင်းသူတို့ပေမဲ့သူတို့ပြောတာတွေကဘယ်တော့မှမတူအထူးသဖြင့်ငွေကြေးနှင့်ပတ်သက်သည့်သူတို့အမြင်တွေကတောင်နှင့်မြောက်လိုကွာခြားနေတော့သည်ကျွန်တော်နားလေရခက်လာသည် တိကျင်စိတ်ပြင်းပြလာသည်တို့ဖြင့်သူတို့နှစ်ဦး၏အယူဆများကိုကျွန်တော်စတင်စဉ်းစားချင့်ငြိမ်လာသည်တဦးချင်းဤဆိုလိုရင်းကိုအတိတ်ပဲပေါက်အောင်အချိန်တွေအကြာကြီးယူပြီးစဉ်းစားအဖြေရှာရသည်ကျွန်တော်အားလက်ချိန်တော်တော်များများမှာပြန်တွေးချိန်များဖြစ်နေသည်အဲ့ဒီစကားကိုသူဘာဖြစ်လို့ပြောတာလဲဆိုတော့မေကွန်မျိုးတွေကိုကိုကိုပြန်မေးဤထို့နောက်အချားဖအေတဦးဤစကားကိုလည်း ဒီမေကုန်းအတိုင်းမေးကြည့်ဤဟုတ်တာပေါ့ तू ပြောတာမှန်တာပေါ့ तू ပြောတာငါလက်ခံတယ်ဟုတမန်ငါရှန်ငါလက်ခံလိုက်ရင်တော့လွယ်ပါသည်တို့ပေမဲ့ဒီဖိုးကြီး तू ဟာ तू ဘာပြောနေမှန်သိတာမဟုတ်ပါဘူးဆိုပြီးပြစ်ပယ်ရင်လဲရဤတို့ပေမဲ့ကျွန်တော်မှာက အဖေနှစ်ယောက်ရှိနေသည် နှစ်ယောက်စလုံးကိုကျွန်တော်ချစ်သည်ဒီတော့ကျွန်တော်မစင်းစားလို့မဖြစ်မချင့်ငြိမ်လို့မဖြစ်ကျွန်တော်အတွက်စင်းစားချင့်ငြိမ်ရတော့ဤကျွန်တော်အတွက်တခုခုရွေးချယ်ဖို့စင်းစားချင့်ငြိမ်သည့်အကျင့်သည်ရေရှည်တွင်တမန်ငါရှန်ငါလက်ခံခြင်းသို့မဟုတ်ပြစ်ပယ်ခြင်းထက်ပိုပြီးအကျိုးရှိပါသည်ချမ်းသာသူတွေပို၍ချမ်းသာလာသည်ဆင်းရဲသူတွေပို၍ဆင်းရဲသွားသည် လူလတ်တန်းစားတွေအကျွေးတန်တရာလဲနေသည်ထို့သောဖြစ်ရခြင်းဤအကြောင်းရင်းတွေတဲက အကြောင်းရင်းတစ်ခုမှာငွေကြေးအကြောင်းကိုကြောင်းမှာမတင်ပဲအိမ်မှာသာတင်နေကြသောကြောင့်ဖြစ်၏ကျွန်တော်တို့အများစုသည်ငွေကြေးအကြောင်းကို ကျွန်တော်တို့မိဘများထံမှသင်ယူနေကြရသည်ဒီတော့ဆင်းရဲသည့်မိဘတွေကသူတို့သားသမီးတွေအားငွေကြောင်းပတ်စံအကြောင်းဘာတွေ ြောပြမိလေ။ကြောင်းတဲ့စာကြိုးစားသူတို့ဒါလောက်ပဲပြောကြသည်။ခလေးကဂုံနူးတွေတတိကြီးနဲ့ဘွဲရကောင်ရလာမည်။သို့တော်စင်းရဲနွမ်းပါသူတူဤငွေကြေးအစီအစဉ်နဲ့နွမ်းပါသူတူဤစိတ်ဓာတ်ရေးရာနဲ့ဘွဲရတူဖြစ်လာမည်။ဒီနေသားတွေကိုခလေးဖြစ်သူကငငယ်ရဲကတင်းယူတိမှတ်ခဲ့လေသည် ာသင်ကျောင်းတွေမှာငွေကြေးအကြောင်းသင်ကြားခြင်းမပြု စာသင်ကျောင်းတွေကကျောင်းစာနှင့်ဝန်ကျောင်းလုပ်ငန်းဆိုင်ရာ အတတ်ပညာတွေကိုပဲရောက်ချသင်ကြားသည်သို့တော်ငွေကြေးဆိုင်ရာ အတတ်ပညာကိုတော့မသင်ကျောင်းမှာစာတော်ပြီးဂုံတူးတွေတတိကြီးရလာသည့်ဘဏ်မန်နေဂျာတွေဆရာဝန်တွေစီရင်ကိုင်တွေသူတို့တက်တန်းတစ်လျှောက်လုံး ငွေကြေးဝဲဩဃတဲမှာမြုပ်ချီပေါ်ကြီးဖြစ်နေခြင်းကို အထက်ပါအချက်က ရှင်းပြနေ၏ကျွန်တော်တို့အမေရိကန်နိုင်ငံတော်ကြီးတွင်အံပွေတရေထူးကဲများပြလှသောကျွေးမြီများတင်နေ၏ထို့သောဖြစ်ရခြင်းမှာငွေကြေးဆိုင်ရာဆုံးဖြတ်ချက်များချမှတ်နေသည့်နိုင်ငံရေးသမားတွေအစိုးရအရာရှိကြီးတွေသည်ပညာတွေအလွန်တက်ကြတော့လဲငွေကြေးပညာရအကြောင်းမသိသူတွေသို့မဟုတ် မဖြစ်စလောက်သာနားလေသူတွေဖြစ်နေကြသောကြောင့်ဖြစ်၏။ရာဇုသည့်ခေတ်ကိုကျွန်တော်မကြမကြာဆုသလိုမျှော်ကြည့်မိ၏။ငွေကြေးနှင့်ဆေးပညာဆိုင်ရာအထောက်အပံ့တွေလိုအပ်လာမည်တမောင်းများစွာသောပြည်သူတွေဘဝကိုတွေးပူမိ၏။သူတို့သည်ငွေရေးကြေးရေးအထောက်အပံ့အတွက်မိသားစုတွေသို့မဟုတ်အစိုးရအပေါ်မိဂိုသူတွေဖြစ်လာတော်မူ။ ငွေအကြောင်းကလေးတွေအားတင်ကြားပို့ချဖို့မိဘတွေကိုသာလွှဲထားသောနိုင်ငံတနိုင်ငံသည်ဘလို့လုတ်ပြီးရေရှည်ရှင်သန်ရပ်တည်နိုင်ပါမည်လဲလွှဲအပ်တာဝန်ပေးခံထားရသည့်မိဘအများစုကလည်းဆင်းရဲတော်မည်သူများသို့မဟုတ်ဆင်းရဲနေသူများ ဖြစ်နေတော့နိုင်ငံအနာဂတ်မှာတွေးဝင့်စရာမရှိတော့ပါကျွန်တော်မှာဩဇာကြီးမားသော ဖအေနှစ်ယောက်ရှိနေသည့်အတွက်ကျွန်တော်ကသူတို့နှစ်ယောက်လုံးထံမှလေ့လာစီးပူရ၏ဖအေတဦးချင်းဤအကြံပေးလမ်းညွှန်ချက်ကိုစဉ်းစားဆင်ခြင်ရသည်ဒီလိုပြုမူရင်းဖြင့်ပင်လူတစ်ယောက်၏အတွေ့အခေါ်ကသူ့ဘဝကိုဘလို့အကျိုးတက်ရောက်စေသည်ဆိုသောအဖိုးတိုက်အဖိုးတန်အသည့်အမြင်ကိုရခဲ့၏ပမာဆိုရသောဖအေတဦးက ငါမတတ်နိုင်ဘူးဟုပြောခြင်းရှိ၏နောက်သူကဒီစကလုံးကိုမတုံးဖို့တားမြစ်သည်ထို့သောပြောမိအစားငါတတ်နိုင်အောင်ဘလို့လုံးမလဲဟု ပြောဖို့တိုက်တွန်းသည် တခုကကြင်ညာချက်နောက်တခုကမေကွန်းတခုကတင့်အားကိုလွတ်ယုံဝင့်ပေးသည် နောက်တခုကတင့်အားအတင်းအကျပ်စဉ်းစားကြံစစေသည် မကြမီချမ်းသာလာတော်မီအဖေကဒီအကြောင်းကို ရှင်းပြသည်ငါမတတ်နိုင်ဘူးဆိုသောစကားကိုပါဇက်ကအလွယ်တကူပြောလိုက်ခြင်းအပြင်တင့်အုံနောက်ဒီအလုတ်လုတ်တာရက်သွားသည်ဆို၏ငါတတ်နိုင်အောင်ဘလို့လုတ်မလဲဟု မေးလျင်တော့တင့်အုံနောက်ကိုအလုတ်လုတ်ဖို့တာဝန်ပေးလိုက်ပြီဟု ပြော၏ ထို့သောပြောရာ၌သူကတင်ဝဲခြင်းတည်း၍ပစ္စည်းတိုင်းကို အကုန်လိုက်ဝယ်နေဖို့မဆိုလိုသူကကဘာပေါ်မှာအစွမ်းအထက်ဆုံးကွန်ပျူတာဖြစ်သည့်တင်စိတ်ကိုလေ့ကျင့်ပြိုးထောင်ဖို့အစွဲကြီးသူဖြစ်၏ငါအုံနောက်ကနေစဉ်နဲ့အမျှကြန့်ခိုင်တန်ဆွမ်းလာတယ်ဘာဖြစ်လို့လဲဆိုတော့ငါကလေ့ကျင့်ပေးလို့အုံနောက်အားကောင်းလာလေ ငွေရှာရလွယ်ကူလေးပဲကွာဟုပြောသည်ငါမတတ်နိုင်ဘူးဟုဗဇက်ကအလိုလျောက်ပြောခြင်းသည် စိတ်အပြင်းထူခြင်းဖြစ်သည်ဟု သူကယုံကြည်လေသည်ကျွန်တော်ဖခင်နှစ်ဦးစလုံးအလုတ်ကြိုးစားကြ၏သို့သောငွေရေးကြေးရေးနှင့်ပတ်သက်လာရင်တဦးကအုံနှောက်ကိုအိတ်ခိုင်းထားပြီးကျန်တဦးကသူ့အုံနှောက်ကိုလေ့ကျင့်ပေးသည့် အကျင့်ရှိကြောင်းတွေ့ရသည်ရေရှည်တွင်ဖြစ်ပေါ်လာသည့်ရလတ်မှာဖခင်တဦးကငွေကြေးတောင့်တင်းလာပြီးနောက်ဖခင်တဦးကငွေကြေးချို့တဲ့လာခြင်းဖြစ်ပါသည်သူတို့ဖြစ်ရသည့်အားကစားလက်ကျင့်ကမ်းသို့ ပုံမှန်သွားကျင့်သူနှင့်ညောင်ဆောင်ပေါ်အခန့်သာထိုင်ပြီးယုံမြင်တန်ကြားကြည်နေသူနှင့်တူ၏ ရုပ်ပိုင်းအရာစနစ်တကျလေ့ကျင့်သူသည်ကျမ်းမာရေးကောင်းလာဖို့အလားအလာများပြီးစိတ်ပိုင်းအရာစနစ်တကျလေ့ကျင့်သူသည်ဥစ္စာဒနာတိုးဝါလာဖို့အလားအလာများ၏ပြည့်ရည်ချင်းကကျမ်းမာရေးကိုရောဥစ္စာဒနာကိုပါချိနဲ့စေဝါသည်ကျွန်တော်ဖခင်အူးတွင်စန်းကျင်ဘက်အတွေးများရှိ၏တူးကကံမကောင်းအကြောင်းမလှသူများကိုစောင်းရှောက်ဖို့ ချမ်းသာသူများသည်အခွန်အခများပိုပေးသင့်သည်ဆို၏နောက်တဦးကကုံထောက်လောက်သူတွေကို အခွန်အောက်တွေကဒဏ်ခတ်ပြီးကုံမထောက်သူတွေကို စုပေးတယ်ဟုပြောသည်ဖခင်တဦးကစာကြိုးစားပါဒါမှမင်းအလုတ်ဝင်ဖို့ကုံမဏီကောင်းကောင်းတွေ့မှာဟုအကြံပေးပြီးနောက်တဦးကစာကြိုးစား ဒါမှမင်းဝယ်ဖို့ကုမ္ပဏီကောင်းကောင်းတစ်ခုတွေ့မှာဟု တိုက်တွန်းသည်သူကငါမချမ်းသာတာမင်းတို့ကလေးတွေရှိနေလို့ပေါ့ဟု ပြောချိန်တွင်အခြားတူကမင်းတို့ကလေးတွေရှိနေတဲ့အတွက်ငါကချမ်းသာမှ ဖြစ်မယ်ဟုပြော၏ငွေကြေးနှင့်စီးပွားရေးအကြောင်းကိုညစာစားချိန်တွင် ပြောကြဖို့ဦးကတိုက်တွန်းတော်လဲအခြားတူကထိုအကြောင်းကိုထမင်းစားရင်းမပြောရဟုတိုက်တွန်းတားမြစ်သည် ငွေကြေးနဲ့ပတ်သက်လာရင်စိတ်ချရတဲ့ဤကိုတုံးအရေမကိုးနဲ့ဟုတဦးကပြောသည်ကျန်တဦးကခြေနိုင်လက်နိုင်အရေကိုးတတ်အောင်ပညာရှာဟု၏တဦးကငါတို့အိမ်ဟာအကြီးမားဆုံးငွေပင်ငွေရင်းဖြစ်ပြီးတန်ဖိုးအရှိဆုံးပုံသေးပိုင်းဖြစ်စည်းပဲဟုခံယူ၏နောက်တဦးကတော့ငါအိမ်ဟာပေးရန်ရှိတဲ့ကျွေးပဲ မင်းအိမ်ဟာအကြီးမားဆုံးယင်းနီမြောက်နှံမှုဆိုရင် မင်းဒုက္ခရောက်ပြီသာမှန်ဟူ၏ဖခင်ဦးစလုံးပေးဆက်ရမည့်ကြွေးများကို အချိန်မီပေးဆက်ကြ၏တို့တိုင်တူးကပေးရန်ရှိသည်များကို အရင်ဆုံးပေးပြီးကြံတူးကနောက်ဆုံးမှပေးသည်တူးကသင်နှင့်သင်လိုအပ်ချက်များကို တာဝန်ယူဖို့ကုမ္ပဏီတစ်ခုသို့မဟုတ်အစိုးရကို အားထားသည် သူကလကတိုးဖို့အငိမ့်စားယူချိန်စီမံငိမ့်များစေကူတာမှုခံစားခွင့်များနာမကျန်းခွင့်များစသဖြင့်အမျိုးမျိုးတွေးတောပူပန်သည်ငါဟာအစိုးရအတွက်စ조사ပန်းစားအလုံးလုံးပေးခဲ့တယ်ဒီတော့အဲ့ဒီခံစားခွင့်တွေကိုငါခံစားခွင့်ရှိတယ်ဟုသူကမကြမကြပြောသည် အခြားဖခင်တူကတော့ငွေရေးချေးရေးအရာအကျွင်းမဲ့ကိုကိုကိုအားကိုခြင်းကိုယုံကြည်အားထားသည်သူကခံစား권မျော်ကိုသည့်စိတ်ဓာတ်ကိုမကြိုက်ဒီစိတ်ဓာတ်ကစိတ်ဓာတ်ပြော့ညံ့သူများငွေကြေးချို့တဲ့သူများကိုမွေးထုတ်ပေးသည်ဟုသူကဆိုသည်သူကငွေကြေးကိစ္စများကိုကြွမ်းကျင်လိမ်မာစွာကင်တွယ်ဓာတ်ရေးကိုပြက်ပြက်သားသားထောက်ခံသည် ဖခင်တူကအလုတ်ကောင်းကောင်းတစ်ခုရအောင်အထင်ကြီးလေးစားလောက်သည့်အလုတ်ရှောက်လွှာတစ်စောင်းကိုဘလို့ရေးရမည်ဖြစ်ကြောင်းတင်ကြားပေသည် အခြားဖခင်တူကခိုင်မာသောစီးပွားရေးနှင့်ငွေကြေးစီမံကိန်းများဘလို့ရေးရမည်ကိုတင်ကြားပေ၏သို့မှသာကိုကအလုတ်ကင်တွေပေါ်ဆောင်ပေးနိုင်မည်ဟုဆိုသည်စိတ်ဓာတ်ကြံ့ခိုင်သောဖခင်ဦး၏ ဩဝါဒများအောက်တွင်ကြီးပြင်းလာသော ကျွန်တော်သည် မတူခြားနာသောအတွေးခေါ်များကမတူခြားနာသောဘဝများကိုဖန်တီးပေးကြောင်းတည်ခွင့်မြင်ခွင့်ရလာသည်လူတွေသည်သူတို့၏အတွေးခေါ်များဖြင့်သူတို့၏ဘဝများကို ပုံဖော်ကြကြောင်းတတိထားမိလာသည် ပမာဆိုရသောကျွန်တော်၏နွမ်းပါသောဖခင်ကငါဘရောမှချမ်းသာမှာမဟုတ်ဘူးဟု အမြဲတစီပြောတတ်သည် အဆိုပါဟောကိန်းကတကယ်လက်တွေ့ဖြစ်လာသည်တဖက်ရှိချမ်းသာသောဖခင်ကတော့သူ့ကိုယ်သူလူချမ်းသာဟုအမြဲပြော၏ငါကလူချမ်းသာကွလူချမ်းသာတွေကဒါမျိုးပဲတော့မှမလုပ်ဘူးဆိုသောစကားမျိုးသူကပြောတတ်သည်တချီတမောင်းငွေကြေးအရအကြီးအကျယ်အရှုံးပေါ်သွားသည့်အတိုင်းသူကသူ့ကိုယ်သူတထေဟုပဲပြောသည် စင်းရဲတာနဲ့ဘိုင်ကြတာမတူဘူးကွစင်းရဲတာကအမြဲတမ်းဖြစ်ပြီးဘိုင်ကြတာကယာယီကြုံရတာဟုလဲသူ့ကိုယ်သူဖေးဖေးမမပြောသည်နွမ်းမသောဖေဖေကငွေကိုငါစိတ်မဝင်စားဘူးသို့မဟုတ်ငွေကြီးကအကြောင်းမဟုတ်ပါဘူးဟုလဲပြောတတ်သေးသည်ချမ်းသာသောဖေဖေကတော့ ငွေဆိုတာစွမ်းအားပဲဟူ၏ကျွန်တော်တို့အတွေးများဤစွမ်းပကားကိုတိုင်းတာမိခြင်းမှတိုင်းတာမိမိသို့မဟုတ်အတိအမှတ်ပြုပြည့်ခြင်းမှပြုပြည့်မည်သို့သောလူငယ်တယောက်အနေဖြင့်ကိုယ်အတွေးများကိုကိုယ်တတိထားရကောင်းမှန်းတည်လာသည်၎င်းအတွေးများကိုဘလို့ဖော်ပြရမည်ဆိုတာသဘောပေါက်လာသည် နွမ်းပါသောဖေဖေသည်နွမ်းပါနေ၏ ဒီတော့ဖြစ်ရသည်မှာဝင်ငွေနေသောကြောင့်မဟုတ်သူသည်ဝင်ငွေကောင်းတဲ့သလောက်ကောင်းသည်သို့တော်သူ့အတွေးများနှင့်လှုပ်ဆောင်မှုများကြောင့်ယခုလိုနွမ်းပါးနေခြင်းဖြစ်၏ဖေနှစ်ယောက်ရထားသောလူငယ်တဦးအနေဖြင့်ဘလို့အတွေးမျိုးကိုကိုကိုပိုင်အတွေးဖြစ်လက်ခံရမည်ဆိုသည်ကိုချင်းကျင်ကြံစတတ်လာသည်ဘသူစကားကိုနားထောင်ရမည်လဲဖေဖေချမ်းသာဤစကားကိုလား ဖေဖေနွမ်းပါဤစကားကိုလာဖေကြီးနှစ်ဦးစလုံးကပညာရေးနှင့် လေးလာစီးပူးခြင်းကို အကြီးအကျယ်အရေးထားလေးစားကြသည်သို့သောလေးလာစီးပူးဖို့ဘယ်ဟာတွေကအရေးကြီးသည်ဘယ်ဟာတွေကအရေးမကြီးဆိုသည့်ကိစ္စကြတော့သူတို့နှစ်ယောက် အမြင်မတူတော့တူကစာကြိုးစာဘွဲတစ်ခုရအောင်လုပ်ငွေရှာဖို့အလုပ်တစ်ခုဝင်လုပ်စေခြင်းသည် ူကကျွန်တော်ကိုဝမ်းကြောင်းမှုပညာရှင်တဦးဖြစ်စေခြင်းသည်ရှေ့နေသို့မဟုတ်ဆက်ရင်းတိုင်းသို့မဟုတ်စီးပွားရေးစင်မံခံွယ်မှုမဟာဝိဇာဘွဲ့ရအောင်စီးပွားရေးတက်တူတက်စေခြင်းသည်ကျန်တဦးကကျွန်တော်အားကြီးပွားချမ်းသာအောင်တင်ယူလေလာဖို့အားပေးသည်သူကငွေဘလို့အလုတ်လုတ်ကြောင်း ျွန်တော်အတွက်လှုပ်လှုပ်ပေးအောင်ငွေကိုဘလို့ခိုင်းရမည်ဖြစ်ကြောင်းတဘောပေါက်နားလေအောင်တင်ယူစည်းဘူးဖို့တိုက်တွန်းသည်ငါငွေရဖို့အလုံးမလုပ်ဘူးငါအတွက် ငွေကအလုံးလှုပ်ပေးတယ်ဆိုသောစကားများကဖေဖေချမ်းသာအဖန်တလဲလဲပြောသည့်စကားများပေသည်ငွေကျင်းနှင့်ပတ်သက်၍ဖေဖေချမ်းသာ၏စကားများကို နားထောင်မိစီးဘူးမြီဟု ကျွန်တော်9နှစ်သားအရွယ်တွင်ဆုံးဖြတ်လိုက်၏တက်တော်ဘွဲ့တွေတတိကြီးရထားတော်လဲဆင်းရဲနေသည့်ဖေဖေနွမ်းမ၏ဇကားတွေကိုနားမထောင်တော့ဟုစိတ်ပိုင်းဖြတ်လိုက်ပါသည်ရောဘတ်ဖရော့စ်ထံမှရသောသင်ခန်းစာရောဘတ်ဖရော့စ်သည်ကျွန်တော်အကြိုက်ဆုံးကဗျာဆရာဖြစ်၏သူကဗျာတွေတော်တော်များများကိုကြိုက်ခဲ့ပေမဲ့ကျွန်တော်အကြိုက်ဆုံးကဗျာကတော့ လမ်းသစ်ဆိုတဲ့ကြပြပါအဲ့ဒီကြပြကပေးတဲ့သင်ခန်းစာကို ကျွန်တော်နေ့စဉ်ဒီပါအသုံးချခဲ့ပါတယ်လမ်းသစ်ညဝါရွှေမော်ယုံတော်တဲ့လမ်းနှမွာဖြာဝင်သွားတယ်ခီးတွေကကိုတယောက်သေးရဲ့လမ်းနှစ်တွယ်ကိုဗျိုင်းတူမလှမ်းနိုင်လို့ ဝမ်းပါရသေးတယ်။ကွဲပေတတ်နိုင်ပါ မတက်ရပြီးမျက်စိတစုံလှမ်းမြော်ကြည့်။အဲ့ဒီလံကလေးခြုံပုတ်တွေအောက်ကွေးကောက်ဝင်သွားတဲ့စီအထီ။နောက်တော့တာဒူညီမြဖြစ်အောင်နောက်တလန်းကိုအကဲခတ်ကြည့်။သူကတော့တာယာမှုအပြည့်နဲ့ညွတ်နူးစွာ လက်ကမ်းခြေလန်းတွေကို ်ငန့်မျောနေတဲ့မြမျက်စိမ့်တွေအပြည့်တခုတော့ရှိသဘောဒီလန်းကိုဖြတ်ရင်ဖြတ်သူလဲပန်းမျက်လဲနွမ်းမှာအသေးအချာပင်အဲ့ဒီမနက်မှာအဲ့ဒီလန်းနှမွာငြိမ်သက်စွာလဲလျောင်းလို့အနှင်းချေမခံရသေးတဲ့ရွက်ကြွေတွေဖြန့်ခင်းလို့ငါပထမလမ်းကိုနောက်နေအတွက်ခြံထားလိုက်တယ် တလန်းရှောင်းမိရင်နောက်လန်းတွေစီခยีပေါက်မယ်ဆိုတာတိကထားငါပြန်လန်းမှ ရှိပါအောင်မလားတန်တရာတောင်ဝင်မိသည်ဒီเจ้าကိုငါတက်ပြင်းကြီးကြီးချပြီး ပြောပြရစီနှစ်တွေအတင်ချေကြာခဲ့တော့ငါထိုနေရာလေးမှလီညိုရွှေဝါတောအုပ်ကြားလမ်းနှမွာ ဖြာဝင်သွား လူသူခြေမချသေးတဲ့လမ်းငါရွေးလှမ်းခဲ့တယ်။အဲ့ဒီရွေးချယ်မှုကအရာရာတိုင်းကို ထူးခြားမှုတွေဖြစ်စေခဲ့တာပေါ့ကွယ်။ Robert Frost 1936သောတင်ငန်းစာကို နေ့စဉ်အတုံးချခြင်းကအဆစအရာရာကိုကွဲပြားခြားနာစေပါသည်။နှစ်ပေါင်းများစွာ အတွင်မကြမကြပြန်လှန်စဉ်းစားသည် တွေးတောဆင်ခြင်သည် ဖေဖေနွမ်းမဤငွေကြေးပေါ်ထားရှိသည့်သဘောထားနှင့်လမ်းညွန်ချက်များကို နားမထောင်တော့ဘို့ဆုံးဖြတ်ခြင်းသည် အလွန်စိတ်ဆင်းရဲเสียကောင်းသည့်ရွေးချယ်မှုတစ်ရက်ဖြစ်၏သို့တော်ဤဆုံးဖြတ်ချက်သည် နောင်တသက်လုံးကျွန်တော်ဘဝကို ပုံသွင်းပေးမည်ဆုံးဖြတ်ချက်ဖြစ်နေ၏ဘုသူစကားနားထောင်မည်ဟုစိတ်ပိုင်းဖြတ်ပြီးသည်နှင့်ငွေကြေးနှင့်ပတ်သက်သည့်ကျွန်တော်ပညာရေးစတင်တော့၏ ဖေဖေချမ်းသာကကျွန်တော်အသက်36နှစ်ရှိသည့်တိုင်နှစ်ပေါင်း30ကျော်တင်ကြားပို့ချပေးခဲ့၏။ဒုံဝေးလှသောကျွန်တော်ကောင်းတဲ့သူသူတွတ်သွင်းပေးသည့်ပညာရပ်များကို ကျွန်တော်ပြည့်ပြည့်ဝဝနားလည်ပြီးဟုယုံကြည်လက်ခံမှသာ သူ၏တင်ကြားမှုကိုရပ်လိုက်၏။ငွေသည်စွမ်းအားတစ်မျိုးဖြစ်၏။သို့တော်ပို၍စွမ်းအားကြီးသည်မှာငွေကြေးနှင့်ပတ်သက်သည့်ပညာဖြစ်၏။ ငွေတွေဝင်လာသည်ပြန်ထွက်သွားသည်သို့တော်ငွေတွေဘလို့အလုတ်လုတ်ကြောင်းတိမြင်တက်ပွန်လာလျင်ငွေကိုခိုင်းစေနိုင်သည့်စွမ်းအားသင့်မှရလာ၏ထို့နောက်တော့သင်ဤဥစ္စာဒနာကိုစတင်ထူထောင်နိုင်ပေပြီတကယ်တော့အပြုသဘောဆောင်သည့်စဉ်စားတွေးခေါ်ခြင်းတမျိုးဤဖြင့်အလုတ်မဖြစ်ပါဘာကြောင့်အလုတ်မဖြစ်သလဲဆိုလူများစုသည်ကြောင်းနေကြသည်သို့တော်ငွေကိုဘလို့အလုတ်လုတ်သည်ဆိုတာကိုလေ့လာ စီးပူးခဲ့ခြင်းမရှိကြတော့ကြောင့်ဖြစ်၏ရလမှာသူတို့တသက်လုံးငွေရရေးအတွက် အလုံးလောက်ကြရခြင်းပင်ဤကျွန်တော်စတင်ပညာယူစဉ်ကအသက်၉နှစ်သာရှိသေးသည် ဖြစ်ရာဖေဖေချမ်းသာတင်ပေးသည့်သင်္ကန်းစာများသည်ရိုးစင်းလှပါသည်သူသင်္ကန်းစာတွေအလုံးသင်ကြားပြီးပြီလေ့ကျင့်ပြီးပြီဆိုသည့်အချိန်တွင် နှစ်ပေါင်း30အတွင်းထပ်ခါတလဲလဲပို့ချခဲ့သည့်အဓိကသင်ခန်းစာများမှာ6ခုသာရှိကြောင်းတွေ့ရ၏။ဤစာအုပ်သည်အဆိုပါသင်ခန်းစာများအကြောင်းဖြစ်၏။ဖေဖေချမ်းသာကကျွန်တော်အားသင်ကြားပို့ချခဲ့သည့်ဤတိုင်းတန်နိုင်သမျှလွယ်ကူရှင်းလင်းအောင်တင်ပြထားပါသည်။ဤသင်ခန်းစာများသည် အဖြေများမဟုတ်ပါလမ်းညွှန်ချက်များသာဖြစ်၏။ ပြောင်းလဲမှုနှင့်မရေရာမှုတွေတိုးပွားများပြားလာသည့်ကဘာကြီးပေါ်တွင်မိသောသောဖြစ်ရမျိုးတွေဖြစ်ပေါ်လာသည်ဖြစ်စေတင်းနှင့်တင့်ကလေးတွေချမ်းသာကြွယ်ဝလာအောင် အထောက်အကူပြုမိလမ်းညွှန်ချက်များ ဖြစ်ပါသည်သင်္ကန်းစာ1ချမ်းသာသူတွေကဝင်ငွေရဖို့အလုံးလုံးချင်းမဟုတ် သင်္ကန်းစာနှစ်ငွေကြေးအခြေခံပညာဘာကြောင့်သင်သင့်တယ်လဲသင်္ကန်းစာ3ကိုအလုတ်ကိုလုတ်သင်္ကန်းစာ4အခွန်များနှင့်ကော်ပိုရေးရှင်းများ အခွင့်အာဏာဤသမိုင်းကြောင်းသင်္ကန်းစာ5ချမ်းသာသူတွေကငွေကိုဖန်တီးယူသည် 第二日早，便让亚伯啊老老爸问问亚伯啊老么老爸呢？